အားလုံးပဲမင်္ဂလာပါ။ယခုဗီဒီယိုကတော့အပတ်စဉ်တင်ဆက်ပေးနေတဲ့ Fantasy ပြည်မျိုးနေ့အကြောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာကတော့ဒီနှစ်မှစတင်မိတ်ဆက်လိုက်တဲ့ Defensive Contribution Point DCP တွက်ချက်ပုံလေးဘယ်အသင်းတွေကဒီ DCP နဲ့ပတ်သက်ပြီးတော့အကောင့်နေနဲ့ဘယ်ကစားသမားတွေကအမှတ်ရနေလဲဆိုတာကို တွေ့ရမှာပါ။ ကျွန်တော်ကတော့ Fantasy Premier League အတွက်အပတ်စဉ်တင်ဆက်ပေးနေတဲ့90 minute we try ဖြစ်ပါတယ်။ဇီရော intro လေးပြီးသွားရင်စနိုင်ကြပါမယ်။အမပေးတွက်ချက်ပုံတွေကကျွန်တော် Facebook ပိတ်မှာနေဗီဒီယိုအတိုနင်းနဲ့တင်ပြီးသားဖြစ်လို့ကြည်ပီးသူတွေကတော့အနည်းငယ်လေးကြောသွားလို့ရပါတယ်။အောက်မှာကျွန်တော် chapter လေးတွေဖွဲ့ပေးထားပါတယ်။ပထမဆုံးအနေနဲ့ဒါကို defensive contribution point DCB နို့မခေါ်ချင်ရင်တော့ DEF CON တဖန်ကုန်လို့လည်းအများစုက ခေါ်တတ်ကြပါတယ်။ဘလိုပဲခေါ်ခေါ်ဒါက defensive action ခံစစ်ပိုင်းလုံဆောင်ချက်တွေကိုအဓိကထားရည်ရွယ်ပြောချင်တာပါ။ထားပါတော့ဘလိုပုံစံနဲ့အမတ်တွက်ချက်တဲ့နယ်မပြောခင်မှာဒါလေးကိုအရင်ဆုံးကြည့်လိုက်ပါမယ်။ clearance ရှင်းထုတ်မှု block ပိတ်ဆို့မှု interception ကြားဖြတ်နှုတ်ယူမှုတပ်ကဲဖြတ်ထုတ်မှု recovery ပေါ်နှုံးပြန်ဆင်နိုင်မှုတို့ဖြစ်ပါတယ်။ဒါတွေကအချမ်းပြအဖြစ်အတိတ်ပဲပြန်ဆုပ်ပေးတာပါ။ဆိုတော့ဒီလိုရေဘူးအဖြစ်ပြောရရင် defensive action ခံစစ်ပိုင်းလုံဆောင်ချက်တွေကိုထည့်သွင်းတာပါ။ဒီတွက်ချက်မှုမှာခံစစ်ကစားသမားတွေအတွက် ပွဲစဉ်တစ်ပွဲမှာ CBID အကျဉ်းကြီးဘလောက်လုံနိုင်တယ်ကိုကြည့်ပြီးတော့အမှတ်ပေးပါတယ်။ ဒီ CBID အကြိမ်ရေ10ကြိမ်ပြည်တာနဲ့ကစားသမားရဲ့ရမှတ်ကိုနှစ်မှတ်ပေါင်းပေးတာပါ17ကြိမ်လုံနိုင်တယ်12ကြိမ်13ကြိမ်မကအကြိမ်20လုံနိုင်တယ်ဒီကစားသမားရဲ့ရမှတ်ကိုနှစ်မှတ်ပဲပေါင်းပေးမှာပါ3မှတ်4မှတ်5မှတ်ပေါင်းပေးမှာမဟုတ်ပါဘူးနှစ်မှတ်ပါပဲဒီတော့ဥပမာပေးရရင်ဒီ game week 7မှာပဲ Arsenal နဲ့ West Ham ပွဲအဆင့်ကိုတစ်ချက်ကြည့်ကြည့်ပါ အာဇနယ်ခန်းစစ်ကစားသမားဂါဘရီယယ်ကကလင်းရှိရတဲ့အပြင်ကမှ DCB နှစ်မှတ်နဲ့ဘောနပ်တစ်မှတ်ပါရတာပါတယ်။ဒီတော့ဂါဘရီယယ်က defensive contribution ဘယ်နှကြိမ်လုပ်နိုင်ခဲ့တာလဲ။အဖြေကတော့ defensive contribution 17ကြိမ်ပါ။ဒါကြောင့်ဂါဘရီယယ်က DCB နှစ်မှတ်ရခဲ့တာပါ။ထူးခြားချက်အနေနဲ့ကတော့ဒီ game week 7ပြီးတဲ့အချိန်ထိ9ပွဲဆက်တိုက် DCB ရတဲ့ ခံစည်ကစားသမားဆိုတာမရှိသေးပါဘူးခံစည်ကစားသမားတွေအတွက်ထည့်သွင်းတွက်ချက်ထားခြင်းမပြုတဲ့ recovery ကိုကြည့်ပါမယ်ဒီတော့ recovery ဘောလုံးဆယ်ယူနိုင်မှုတွေကိုဘယ်နေရာမှာထည့်တွက်မလဲခံစည်ပိုင်းခံစည်ကစားသမားတွေမဟုတ်တဲ့အကြာကွင်းတဲ့ကစားသမားတွေနဲ့တိုက်ဆက်ကစားသမားတွေရဲ့အမှတ်တွက်ချက်မှုမှာဒါကိုထည့်သွင်းတွက်ချက်ပါတယ်ဆိုတော့ကွင်းတဲ့ကစားသမားတယောက်က C B I D R စုစုပေါင်း12ကြိမ်လုံနိုင်ပြီဆိုတာနဲ့ခုနကကစားသမားတွေအတိုင်းပဲသူ့ရဲ့အမှတ်ကိုနှစ်မှတ်ပေါင်းပြီးရမှာပါဒီမှာ ਨੇ တူတူပါပဲဒီကွင်းနဲ့ကစားသမားက CBIDR 15ကြိမ်မကလို့အကြိမ်20လုံနိုင်နေဆိုတော့3မှတ်4မှတ်မရပါဘူးနှစ်မှတ်ပဲရမှာပါ ဆိုတော့လွယ်လွယ်ပြောရရင်ကန်စစ်ကစားသမားတွေအတွက် CBID 10ကျင်းနဲ့ကွင်းနယ်ကစားသမားရှေ့တန်းတိုက်စစ်ကစားသမားတွေအတွက် CBIDR 12ကျင်းလုံနိုင်ပြီဆိုတာနဲ့သူတို့ရဲ့အမှတ်တွေကိုနှစ်မှတ်ပေါင်းပေးမှာဖြစ်ပါတယ်။ဒီတော့ကွင်းနယ်ကစားသမားတယောက်ကိုဥပမာပေးပါမယ်။ဒီဂိမ်းဝီ7မှာပဲမန်ယူကိုနှစ်ဂိုးကိုမရှိနဲ့ရှုံးသွားတဲ့ဆန်နာနန်သင်းရဲ့ကွင်းနယ်ကစားသမားရှာကာပါ။ ရှာကာကဒီပွဲမှာ defensive contribution 73ကြိမ်လုပ်နိုင်ခဲ့တာဆိုတော့ DCP နှစ်မှတ်ပေါင်းပြီးတော့ရပါတယ်။ဆိုတော့သူ့ရဲ့အမှတ်က3မှတ်ပါ။အဝါကတ်ထိသွားလို့မိုင်းနံပါတ်ဖြစ်သွားတာပါ။တိုက်စစ်ကစားသမားတွေတော့ကတော့ဒီလို DCP return ရဖို့အခွင့်အရေးရခိုင်တော့တော်တော်လေးနေပါတယ်။အခုဒီတော့ဒီ game 7ပြီးတဲ့အချိန်ထိ DCP return ရတဲ့တိုက်စစ်မှုမတွေ့ဘူးသေးပါဘူး။ ဒါဆိုရင်တော့ဒီ defensive contribution DCB point အမှတ်ပေးတွက်ချက်ပုံကိုအကြံပြင်းသိလောက်ပြီးထင်ပါတယ်။ဒီတော့လက်ရှိမှာဘယ်အသင်းကဘယ်ကစားသမားဘယ် position တွေက DC အကြံကြီးအများဆုံးထုတ်ထားနိုင်နေကြည့်ပါမယ်။ဒီနေရာမှာ ထူးခြားတာက top 3ကအကုန်လုံးကစားသမားအကုန်လုံးကကွင်းနယ်ကစားသမားတွေဖြစ်နေတာပါ။နံပါတ်1နေရာမှာတော့ချဲစီအသင်းရဲ့ကွင်းနယ်ကစားသမားကိုက်စီတို့ရှိနေပြီးတော့ ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာစုစုပေါင်း DC အကြိမ်ရေ66ကြိမ်အထိလုံးနိုင်ခဲ့ပါတယ်။တပွဲပြင်းများ73.8ကြိမ်နီးပါးလုံးနိုင်ခဲ့တာပါ။ဆိုတော့ကိုင်စီတို့က DCB Monster တယောက်လို့ပြောရင်တော့မှားမယ်မထင်ပါဘူး။ဒါပေမဲ့ခုနကရှင်းပြတဲ့တွက်ချက်ပုံတွေအရ defensive contribution 12ကြိမ်လုံးနိုင်မှာကွဲနေကစားသမားတယောက်ကနှမအပူရမှာပါ။ဒီတော့ကိုင်စီတို့က လက်ရှိမှာ စုစုပေါင်း၄ဘွဲပဲ TCP return အနေနဲ့နှစ်မှတ်ပြန်ရခဲ့ပါတယ်။ဒုတိယနေရာနံပါတ်1မှာတော့ Nottingham Forest အသင်းရဲ့ကွင်းနယ်ကစားသမား Anderson က DC စုစုပေါင်း89ချိန်နဲ့ရှိနေပါတယ်။သူလည်းတပွဲပြန်များ12.8ချိန်အထိလုံးနိုင်ခဲ့တာပါ။ဒါပေမဲ့ TCP return အနေနဲ့ကတော့အခုထိတော့3ဘွဲပဲရပါသေးတယ်။ နံပါတ်3တတိယနေရာကတော့ဆန္ဒနဲ့အသိရဲ့ဝိုင်းရင်အကွင့်နဲ့ကစားသမားရှာခါပါသူနဲ့တပွဲပြင်းများဆန္ဒတသမား9ချိန်နှုတ်နိုင်ပြီးတော့ကုလားကနော်တင်ယန်ဖောရဲရဲ့အန်ဒါဆန်နဲ့တူလိုပါပဲ9ပွဲကစားပြီးချိန်မှာ စုစုပေါင်း DC အချိန်ရေအတွက်89ချိန်အထိနှုတ်နိုင်ထားတာပါဒါပေမဲ့သူကတော့ DCB return အနေနဲ့၄ပွဲအမှတ်ပြန်ရထားပါတယ်ဒီတော့ဒါက overall standing top 3ဖြစ်ပါတယ် ဆက်ပြီးတော့ကန်စစ်ကစားသမားတွေပဲကြည့်ပါမယ်ကန်စစ်ကစားသမားတွေပဲဆိုရင်တော့ဘယ်ကစားသမားတွေကအကောင်းဆုံးလဲဘယ်ကစားသမားတွေက DC အချိန်ကြီးဘလောက်များများလုံနိုင်နေပြီနည်းဆိုတာကိုတစ်ချက်ကြည့်အောင်ပါပထမဆုံးတယောက်ကတော့ဘုံမောင်တင်းရဲ့ကန်စစ်ကစားသမားဆန်နစီဖြစ်ပါတယ်ဒီချိန်မှာတော့ကြာကြီးတော်တော်များများဝယ်ထားပြီးဖြစ်နောက်တဲ့ဆန်နစီရဲ့စတက်တွေကိုတစ်ချက်လောက်ကြည့်ပါမယ် ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာစုစုပေါင်း DC 88ကြိမ်တိနှုတ်ထွားနိုင်ခဲ့တာပါ ပြောရရင် Game Week 7တ DCB Return အနေနဲ့နှစ်မှတ်ပြန်ရထားတဲ့ကစားသမားဆိုလို့ဆန်နစီတယောက်ပဲရှိပါတယ်ဒီတော့အခုမြင်တွေ့နေရတာက Game Week တစ်ခုချင်းစီအနိုင်ဆန်နစီနှုတ်ထားနိုင်ခဲ့တဲ့ Defensive Contribution အကြိမ်အရေးအတွက်တွေဖြစ်ပါတယ် ဒုတိယတရားနံပါတ်1နေရာမှာတော့ Fuan Tin ရဲ့ခန်းစစ်ကစားသမား Anderson ရှိပါတယ်။အမှန်တိုင်းပြောရရင်တော့ Fuan Tin ရဲ့ကစားပုံကကောင်းခြင်းကောင်းတယ်ဆိုးခြင်းဆိုးတယ်တနည်းရွှေတနည်းငွေ ဖြစ်တယ်လို့ပဲကျွန်တော်မြင်အောင်ပြောရမှာပါ။ဒီထဲမှာမှကစားပုံစမ်းဆောင်ရေးအရာရော FBA အရာရောမျော်နေတော့အကောင်းဆုံးအယုံကြည်ရဆုံးကစားသမားဆိုရင်တော့အခု Anderson ဖြစ်ပါတယ်။ ခုနပွဲကစားပြီးချိန်မှာတော့စုစုပေါင်း TC ချိန်ရေအတွက်82ချိန်အထိသုံးနိုင်ခဲ့တာပါအခုမြင်ရမှာကတော့အန်ဒါဆန်ရဲ့ဂိမ်းဝီးတစ်ခုချင်းစီအလိုက်စတဒီပါတတိယနေရာမှာကတော့ကစားသမား2ယောက်ရှိနေတာ တွေ့ရပါတယ်စုစုပေါင်းခုနပွဲကစားပြီးတော့ DC ချိန်ရေအတွက်တူညီနေတာပါ အေဗာဒန်ကတာကော့စကီနဲ့နီဘာဘူးတင်းကဘာဂျေဗန်ဒိုက်တို့ကတော့ defensive contribution 89ချိန်နဲ့နံပါတ်3အကောင်းဆုံးအဖြစ် ရှိနေပါတယ်။ဒါပေမဲ့ဒီနေရာမှာပြောစရာရှိတာကဘုံမောက်ကဆန်နစီနဲ့အတူတူပဲတာကော့စကီကလည်းရာသီစပိုင်းဖွဲ့တွေမှာတောက်လျှောက် DCB return နှစ်မှတ်ယူနိုင်ခဲ့တာပါ။ဒါပေမဲ့ game week 7မှာမရခဲ့ပဲ game week 7မှာပြန်ပြီးတော့ DCB ရခဲ့ပါတယ်။ဆန်နစီကလည်းအတူတူပါပဲ။ယခု game week 7မှာ DCB return ပြန်မရခဲ့ပါဘူးဆိုတော့ခန်းစစ်ကစားသမားတွေထဲမှာ game week 9ခုစတိုက် DCB return ရတဲ့ကစားသမားမရှိတော့ပါဘူးဆိုတော့အခုမြင်တွေ့ရမှာက DCB return အရအများဆုံး ကစားသမားတွေပါခန်းစစ်ကစားသမားဆိုရင်တော့3ယောက်က6ပွဲအများဆုံးရတာပါတယ်ဆန်နစီ တာဂော့စကီနဲ့ န်ဒါဆန်တို့ဖြစ်ပါတယ်။ကွင်းထဲမှာဆိုရင်တော့ဘန်ဒီအသင်းရဲ့ကူလန်က အများဆုံး၅ဘွဲရထားပါတယ်။နောက်မှာတော့ကိုင်စီတိုနဲ့ရှာကာလို့ရှိပါတယ်။ဒီတော့နောက်တစ်ပိုင်းမှာဒီတစ်ပိုင်းမှာတော့အသင်းလိုက်စမ်းဆောင်ရည်တွေကို ပြောပါမယ်။ဘယ်အသင်းတွေက DCB နဲ့ပတ်သက်ပြီးတော့အားကောင်းဆုံးဖြစ်နေလဲ အားနည်းအနေနဲ့ဆိုတာတွေ့ရမှာပါပထမဆုံးတွေ့ရမှာကတော့ဒီအသင်းတွေနဲ့တွေ့ရင် DCB return ရဖို့လုံးဝတေချာနေတဲ့အသင်းတွေပါ ထိတ်ဆုံးမှာ Aston Villa အသင်းက16ချိန်နဲ့ရှိနေပါတယ်ဒီ top 5ကိုကြီးနိုင်ရင်တော့ထူးခြားချက်တစ်ခုကိုခံစားမိမယ်ထင်ပါတယ်ဒါကတော့ twin ကိုရဖို့အရန်အားကောင်းတဲ့တိုက်စစ်အာသင်တဲ့အသင်းတွေပါ။ဘီနာအသင်းကလွဲရင်တော့ဂျန်တဲ့အသင်းတွေက ပွဲစဉ်တွေမှာလုံလောက်တဲ့အတွင်းကိုတွေကိုတော့ရခဲ့ပါဗျ။ဖီလာအတင်းကလွဲရင်တော့ကျန်တဲ့အတင်းတွေကလုံလောက်တဲ့အတွင်းကိုတွေတော့ရခဲ့ပါဗျ။ဆိုတော့ဒီအတင်းတွေနဲ့တွေ့ရင် clean sheet ရဖို့မတိကြပါပဲ။ DCB return နှစ်မှတ်ရဖို့တော့ရခိုင်တော့များမယ်ဆိုလိုချင်တာပါ။အမ်ကစားသမားကတော့တေချာနေရွေးချယ်ရပါမယ်။အကဲရွေးများကန်ကောင်းပြီး clean sheet ရခဲ့မယ်။ ဂိုးတွေဖန်တီးမှုတွေတော့အတက်ကင်ရတန်းရမဲ့ကစားသမားကိုရွေးနိုင်ရင်တော့အဲ့ဒီဘက်ကလုံးဝပေါက်ပါပြီဥပမာပေးရရင်တော့ဆန်နာနန်တင်ကအဲရာရာဒီတို့လိုမျိုးပါဒီတော့ဘယ်တင်ကဘယ်ကစားသမားတွေကဘယ်လိုမျိုးရခဲ့နေဆိုတာကိုပြပါမယ်ဥပမာကတော့ဘုံမောင်းနဲ့ကစားခဲ့တဲ့ဂိမ်းဝီတစ်ခုချင်းစီကအတင်းနေရဲ့ကစားသမားတွေ DCB ရခဲ့တဲ့ record ကို ဖော်ပြပေးတာပါတယ် နောက်ထပ်တစ်ပိုင်းကတော့ဒီအသင်းနေနဲ့တွေ့ရင် DCB return ရဖို့တိတ်ပြီးတော့မတည်ကြတဲ့အသင်းတွေဖြစ်ပါတယ်။ထိတ်ဆုံးမှာတော့ဘန်ဒီအသင်းပါ။ဒီထိတ်ဆုံးနေရာမှာဘန်ဒီအသင်းရှိနေတာကတိတ်ပြီးတော့တော့မထူးဆန်းပါဘူး။ဒီအသင်းရဲ့ကစားပုံကအလောက်ကြီးတိုက်ဆက်အားသာဟုတ်မနေလို့ပါ။အမြဲတမ်းအဖိခံနေရတဲ့အသင်းအောက်အသင်းဖြစ်နေလို့ပါ။ဒါပြီးရင်တော့ဝက်ဆမ်းပါ။အမ်ဒီအသင်းနဲ့အတူတူပါပဲ။ နီးပြားတဲ့နူနိုဆန်တိုးစ်နဲ့ပြန်နေတည်ဆောက်နေတဲ့ကာလပါဒီစည်ရင်ထဲမှာပါတဲ့မန်စီးတီးအသင်းနဲ့တွေ့တဲ့အသင်းတွေကလည်းအမြဲတမ်းတိုက်စစ်ဆင်ခံရတဲ့အဖိခံနေရတဲ့ဆိုပေမဲ့ DCB return တော့တိတ်ပြီးတော့ရနိုင်မရှိပါဘူးဥပမာအနေနဲ့ဂိမ်းဝီတစ်ခုချင်းစီအနိုင် Man City နဲ့ကစားခဲ့တဲ့ပွဲတွေမှာ DCB return ရခဲ့တဲ့ကစားသမားတွေကိုဖော်ပြပေးကြပါတယ်အရေးအတွက်တော့နည်းပါတယ် ဆိုတော့အခုဖော်ပြပေးသွားတဲ့အချက်လက်တွေကစားသမားတွေအသင်းတွေက DCB နဲ့ပတ်သက်သမျှ record တွေပါဒီဗီဒီယိုကနေတခုခုရသွားခဲ့ရင်ကျင်းလက်ပါပြီအပတ်စဉ်တိုင်း Fantasy Premier League အတွက်တင်ဆက်ပေးနေတော့ channel လေးကို subscribe လုပ်သွားလို့လည်းရပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်းတွေ့ကြပါမယ်